မြန်မာတွေကတခြားလူမျိုးတွေထပ်ပို့ပြီးတော့ကိုရီးယားစာတက်လွယ်တဲ့အကြောင်းရင်း၃ခုရှိတယ်။ပထမတစ်ခုကကိုရီးယားစာနဲ့မြန်မာစကားမှာ grammar order ကဆင်တူတယ်။မြန်မာစာမှာငါနင့်ကိုချက်တယ်၊နင့်ကိုငါချက်တယ်၊ငါချက်တယ်နင့်ကိုဘလို့ပြောပြောအထိပ္ပာယ်အတူတူပဲ။ကိုရီးယားစာမှာလည်း나는너를사랑해။나는사랑해너를။너를사랑해내가ဘလို့ပြောပြောအထိပ္ပာယ်အတူတူပဲ။မြန်မာစာနဲ့ကိုရီးယားစာမှာ grammar တော်တော်များများ order ဆင်ပြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုရစာတက်လို့ရှင်ပို့ပြီးတော့အတက်မြက်တယ်နံပါတ်1ချက်ကမြမာရီယာမွေးကလေးကကိုရီးယားဒရမာတွေနဲ့မဆေးဘူးမွေးကလေးကကိုရီးယားဒရမာတွေနဲ့ကြီးပြင်းလာတာဖြစ်တဲ့အတွက်ကိုရီးယားစကားသံအားရမှရှင်ပါနေတယ်ဒါကြောင့်မို့လို့ကိုရီးယားစာတက်လို့ရှင်ပို့ပြီးတော့အတက်မြက်တယ်နောက်ဆုံးတတိယချက်မြန်မာစာရေးဝါဟာရကျွဲပါမှုမြန်မာစာမှာကာကြီးရနေအချီကြီး33လုံးရှိရမှုလို့ကျွန်တော်တို့ကကိုရီးယားစာအတန်ထွက်တွေကိုမြန်မာလိုလိုက်မှတ်တဲ့အခါမှာရန်စင်ပြေ အင်္ဂလိပ်လူမျိုးတယောက်ကကိုရီးယားစာအသံထက်တွေကိုလိုက်မှတ်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်အခရာရဲ့မပြည့်စုံမှုကြောင့်တချို့အသံထက်တွေကိုအတိအကျလိုက်မှတ်လို့မရဘူးမျိုးရှိ။ဒါပေမဲ့မြန်မာစာမှာအလိုမရှိ။ကိုရီးယားစာကိုရီးယားလိုအသံထက်တဲ့အသံထက်မှတ်တယ်ကမြန်မာစာလုံးနဲ့လိုက်ပြီးတော့ကြီးလို့ရတယ်။ဒါကြောင့်မလို့မြန်မာလူမျိုးတွေကတခြားလူမျိုးတွေထက်စာလို့ရှိရင်ကိုရီးယားစာပို့ပြီးတော့တက်မြန်ဖို့ရခိုင်လို့များတယ်။ကိုရီးယားစာပို့ပြီးတော့တက်လွယ်ပါတယ်။ဒီလိုကိုရီးယားစာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုပေါ်ကြရဆိုလို့ရှိရင်တော့ကျွန်တော်တို့ like and follow လေးလုပ်သွားပေးဖို့ပြောချင်ပါတယ်။